မတန်ဆွမ်းသူတွေမဲပေးရမှာတွေ့ရှိနိုင်တဲ့အခက်အခဲတွေရပိုင်ခွင့်တွေနဲ့ပတ်သက်ပြီးအောက်တိုဘာလ26ရက်နေ့မှာမန္တလေးတိုင်းဒေသကြီးတွင်းကလွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့မတန်ဆွမ်းသူများရှေ့ဆောင်အဖွဲ့တို့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်ဒီသတင်းကိုတော့ဒေါက်ခင်မင်းစောပေးပို့ထားပါတယ်ရှင်မန္တလေးတိုင်းဒေသကြီးတွေကဝင်ရောက်ရှင်းပြကြမယ်လွတ်တော်ကိုယ်စားလှယ်လောင်းနေတဲ့မြန်မာနိုင်ငံမတန်ဆွမ်းသူများရှေ့ဆောင်အဖွဲ့တို့ အော်တိုဘလာ26ရက်နေ့ကမန္လေးမြို့35လမ်း82လမ်းနဲ့83လမ်းကြားမှာရှိတဲ့ဒင်းကားဟိုတယ်မှာတွေ့ဆုံခဲ့ပြီးမတန်ဆန်းမဲဆန္ဒရှင်တွေအနေနဲ့တွေ့လာနိုင်တဲ့အခက်အခဲတွေနဲ့ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကိုဆွေးနွေးဖလှယ်ခဲ့ကြပါတယ်ဆိုတော့ဒီနေ့ကတော့ကျွန်တော်တို့အဓိကဆွေးနွေးသွားမယ့်အကြောင်းအရာတွေနဲ့ခေါင်းစဉ်ကတော့ကျွန်တော်တို့မတန်ဆန်းတဲ့သူတွေရဲ့အခွင့်အရေးတွေတော့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံအစိုးရကကုလသမဂ္ဂမှာလက်မှတ်ထိုးထားတဲ့မတန်ဆန်းတဲ့သူတွေရဲ့ဒီ ဆောင်ရွက်ပေးမယ့်အစီအမံတွေပေါ့နော်နောက်တစ်ခါကျွန်တော်အာဆီယံဒေတာရဲလုပ်ငန်းစဉ်တွေနဲ့ကျွန်တော်တို့ပြည်ထဲမှာရှိတဲ့မတန်ဆွမ်းဖွဲ့စည်းတဲ့အခြေအနေတွေဒါတွေကျွန်တော်အသေးစိတ်အခြေမဲ့တင်ပြမယ်။ဒီကိုယ်စားလှယ်လောင်းတွေအပိုင်းမှာလည်းကျွန်တော်တို့ပြည်ပိုင်းပြည်မျိုးမှာဆောင်ရွက်ပေးနိုင်တယ်ပေါ့နော်။ဘယ်လိုအလားအလာတွေရှိမတန်ဆန်းသူတွေအတွက်မဲရုံဝင်ထွက်သွားလာရနေရမှာအဆင်ပြေအောင်ဆောင်ရွက်ပေးဖို့အမြင်အရုံမတန်ဆန်းသူတွေအကြအရုံမတန်ဆန်းသူတွေနဲ့ငင်းရင်မတန်ဆန်းသူတွေအတွက်မဲရုံထဲမှာသူတို့ကိုယ်တိုင်ဘယ်လိုမဲပေးကြမလဲဆိုတာတွေကိုတွေ့နေခဲ့ကြပါတယ် ကျွန်တော်တို့ဒီပြည်အောင်ဆွေးနွေးပွဲကော်မရှင်ဘုံဘောကတော့ဒီအမြောင်အနှဲတဲ့သူတွေကတော့မတန်ဆွမ်းမှုများတဲ့သူတွေပေါ့နော်။နောက်တစ်ခါညာရေးမတန်ဆွမ်းတဲ့သူတွေအတွက်ကိုကျွန်တော်တို့တိုးရိုးကိုယ်တိုင်ယုံကြည်စိတ်ချရတဲ့ personal assistant ကိုခေါ်ဆောင်တော့ဖို့ပြုပါဆိုတဲ့ဟာကိုကျွန်တော်တို့ မဲရုံလိုဆွဲလန်းနေစောင်းပေးပါမယ်ပြီးရင်ကြောထားပြတာပါတယ်သူမျိုးတွေထဲမှာလည်းပါထားပြတာပေါ့နော်ဒါပေမဲ့ဒီအချက်တွေကတော့ရေပြင်းပေါ့တကယ်ဒီဟိုတကယ် implementation လုပ်နေတဲ့မဲရုံတွေကလူတွေကအဝဲမဖြစ်ထားဘူးဆိုလို့ရှိရင်ကျွန်တော်အဲ့လိုမျိုးမတန်ဆွမ်းမှုများတဲ့သူတွေအမြောင်အနေနဲ့ဒီကဲလို့ညာရင်မတန်ဆွမ်းသူတွေပေါ့နော်သူတို့ဘေးက personal assistant ပါမှာပေးလို့ရနိုင်မဲ့သူတွေတော့သူတို့ကိုမဲရုံတွေကိုဝန်ကြီးမပြုတ်ဘူးဆိုတာဖြစ်လာမှာပါ မတန်ဆန်းသူတွေအတွက်မဲပေးနေလမ်းညွန်အတိုင်းဖြစ်လာစေဖို့ဒေသဆိုင်ရာရွေးကောက်ပွဲကော်မရှင်နဲ့မတန်ဆန်းသူရေးခွင့်ကြီးဆောင်ရွက်ပေးနေသူတွေကပူးပေါင်းဖြည့်ရှင်ပေးကြရမှာဖြစ်တယ်လို့လည်းသုံးသပ်ကြပါတယ်။ခုကျွန်တော်တို့စီစဉ်ထားတာကတော့ဒီဒီဝန်ဆရာမျိုးနဲ့မျိုးနဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့နဲ့ကျွန်တော်တို့ကသူတို့ဒီလိုမျက်မမြင်စာနဲ့ပေးလို့မရရင်လည်းဒီမဲယုံမှရှိတဲ့ရွေးကောက်ပွဲကော်မရှင်ကခြားထားပေးတယ်။ ကိုညီနဲ့ဖြစ်စေဘုံဘုံကြီးရှင်းဆောင်လကအဖွဲ့ကဝန်ထမ်းပို့လွတ်ပေးမယ်အဲ့ဒီသူတို့လွတ်ပေးတဲ့အကူညီနဲ့ပဲဖြစ်စေအဲ့ဒီနှစ်နီးတနီးနီးနဲ့တော့ကျွန်တော်တို့ပြေးပြေးထားပါရေကောက်ပွဲပြီးနောက်ပိုင်းဆက်လက်ဆောင်ရွက်ကြမယ်လုပ်ငန်းရှင်တွေမှာမတန်ဆန်းသူတွေရဲ့ရေးကိစ္စကိုပုံမထက်သွင်းလာသိဖို့အတွက်လည်းထက်သွင်းဆွေးနွေးခဲ့ကြပါတယ်ဒီတွေ့ဆုံပွဲကိုအမျိုးသားဒီမိုကရေစီဖွဲ့ချုပ် တက်ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီတခြားပါတီစုစုပေါင်း၈ပါတီကကိုယ်တည်းလောင်းနေလာရောက်ခဲ့ကြပြီးမြန်မာနိုင်ငံမှာရှိတဲ့မတန်ဆွမ်းသူ၂.၃သန်းအတွက်တက်ချရာပါတီတွေကချမှတ်ထားတဲ့မူဝါဒတွေကိုပြောကြားခဲ့ကြပါတယ်။ကျွန်မခင်မင်းစောပါရှင်။